ခန္ဓာကိုယ်ကြီးဟာနေမကောင်းထိုင်မသာဖြစ်ပြီးတော့လူဟာစိတ်ဆင်းရဲပွေရမတော်နိုင်မလာနိုင်မစားနိုင်မတော့နိုင်ဖြစ်နေပြီဆိုတဲ့အခါမှာဘယ်လိုအာတင်းရမလဲလို့ဆိုမြတ်စွာဘုရားက ဟောတယ်ရုပ်ခန္ဓာကိုယ်ကြီးနာခြင်းနာပါစေတဲ့စိတ်မနာပါစေနဲ့ဟောအဆိုးတွေကအကောင်းရုပ်ခန္ဓာကိုယ်ကြီးနာတာကိုအကြောင်းပြုပြီးတော့မင်းလိုက်ပြီးစိတ်မဆင်းရဲနဲ့လို့ဆိုလိုတယ် ရုပ်ဆိုတာသဘာဝတရားအလျောက်တဖြည်းဖြည်းကြီးပြီးတော့အိုမင်းလာမှာပဲယောဂဖြစ်เสียရှင်ဖြစ်လာမှာပဲသူအကြောင်းရှင်ဖြစ်လာတာပဲအဲ့ဒီအကြောင်းကိုကိုကသိတာမဟုတ်ဘူးတခါတရံကျတော့ဆရာဝန်တွေတောင်းမှာပဲသူတို့ဘာကြောင့်ဖြစ်တာတော့ဆိုရင်အေးပြောတဲ့အခါမှာအငန်းနေစားလို့တို့တခြားအကြောင်းရာတွေတို့ဒီလိုပြောလို့ရှိချင်တော့လည်းပဲယမယံခါကျတော့အကြောင်းရှာမတွေ့တော့အနုံကော့ဆိုလို့ပြောချပြတယ် ဒီယောဂဘာကြောင့်ဖြစ်မှမသိဘူးအာနုံကောရေပေါ်ရအားဖြင့်သာလဲကင်းစားဘာကြောင့်ဖြစ်တယ်လဲတခါတည်းရန်ကြတော့အာနုံကောပဲဘာကြောင့်ဖြစ်မှမသိဘူးအဲ့ဒီလိုအဖြေမထုတ်နိုင်တဲ့အကြောင်းတရားတွေဆိုရှိလာရှိလာတဲ့အခါမှာရုပ်ခန္ဓာကိုယ်ကြီးနေမကောင်းထင်မသာဖြစ်နေတဲ့အခါမှာနှလုံးသွင်းရမှာကဘာဒီရုပ်ခန္ဓာကြီးကတနည်းချက်ပြည့်စုံပါပဲနာကျင်နာစားမစေ ရုပ်ခန္ဓာနာတဲ့နောက်မှာငါစိတ်ကလေးလိုက်ပြီးမနာဘူးအရေးကြီးတယ်။သူ့အတွက်ငါစိတ်ဆင်းအောင်မလုပ်။ဟော။နှုတ်ဆိုရင်ရုပ်ရဲ့လာခြင်းမှုဆုံးရှုံးမှုရဲ့နောက်မှာဖြစ်ရနေခြင်းဆိုပြီးတော့စိတ်ပါနာသွားတယ်။ရုပ်အိုရာနဲ့စိတ်ကပါလိုက်အိုရမယ်။ရုပ်ယောဂရတာနဲ့စိတ်ကပဲလိုက်ယောဂရမယ်ဆိုရင်အရှုံးတွေကအရှုံးပဲဖြစ်မှာပဲ။အဲ့တော့အရှုံးတွေကအမျက်ဖြစ်ဖို့ကြတယ်ဘာလို့ အရှုံးတွေကအမျက်ဖြစ်ဖို့ဆိုလို့ရှိရင်ခုပြောရတဲ့ငါခန္ဓာကိုယ်ကြီးမှာယုတ်တည်ပျက်စီးခြင်းပျက်စီးပါစေငါစိတ်ဓာတ်ကလေးမပျက်စီးဖို့ရည်ချည်တယ်တရားဓမ္မနဲ့စိတ်ဓာတ်ကလေးမပျက်စီးဖို့ရည်ချည်တယ်စိတ်ဓာတ်ပျက်စီးတယ်ဆိုတော့ဘယ်လိုဟာခေါ်တော့လောဘတွေဖြစ်နေ စိတ်ဓာတ်ပျက်စီးတယ်လို့ခေါ်တယ် ဒေါသတွေဖြစ်ရင်စိတ်ဓာတ်ပျက်စီးတယ်လို့ခေါ်တယ်။အမှန်မသိတဲ့မောဟတွေမမာနတွေထွက်သားကြည့်ပေါ်တာဥမနာလိုတဲ့အိတ်သားတွေကိုယ်သာကောင်းစားခြင်းနဲ့မစ္စရိယတရားတွေအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဖြစ်ပေါ်လာပြီဆိုရင်အဲ့ဒါစိတ်မကြမ်းမာခြင်းဖြစ်ခြင်းပဲ။တိုးတော့ဒီကနေ့ခင်မှာတော့စိတ်မကြမ်းမာသူစိတ်ရောဂါဆိုတာဒါကိုမခေါ်ဘူး။ ်မြတ်စွာဘုရားရဲ့ဆုံးမမှာတော့ဒါကိုစေယောဂါလို့ခေါ်တယ်။ဒါကြောင့်မို့ပုထုဇဏောဥမတ်တကောပုရုဇဉ်မှန်ရဲ့အယူဝေလို့ပြောတာ။စေယောဂါနဲ့ကင်းတဲ့လူရှိတယ်။အယူကြီးယူလေးပေါ့နော်။တခါတော့ကလမ်းမေးဆဲပေါ်မှာခေါင်းမူကြီးချုံပြီးတော့လူတယောက်အိတ်နေတာ။တန်းသောလမ်းလာတွေကပြောတယ်။ဒီပေါ်မှာလူတယောက်အိတ်နေတယ်။ခြေလိုက်တော့လေခြေတော့လေပေးကြီး ညစ်ပတ်နေတာဆို။ဘာပြောတော့ကြတော့ဆို။အဲ့ဒါအယူကြီးပါလို့ပြော။အယူတယောက်အဲ့နေ။အဲ့ဒီအယူကကြားတော့ခေါင်းမှုချုပ်ဖွင့်ပြီးတယောက်တယောက်တော့ဒီလိုထင်တာပဲလို့ပြောတယ်။တယောက်တယောက်တော့ဒီလိုထင်တာ။ तू ကလည်းလူကောင်းတွေကိုအယူထင်တာခက်တာ။နော်။တယောက်နဲ့တယောက်တော့ဒီလိုထင်နေကြတာပဲလို့ဆို။